ပါပါရှင်ဒီနေ့ကတော့ဖီချံငပြောသီးနဲ့ဝေးတော့ရွက်ရဲ့ကောင်းကျိုးအာနိသင်လေးတွေကိုမျှော်ပေးပါရစေရှင်ဖီချံငပြောသီးအမက်၅လုံးလောက်နဲ့ဝေးတော့ရွက်လက်တဆုပ်လောက်ကိုရေစင်အောင်ဆေးပြီးတော့အိုတလုံးထဲမှာ ရေနှဲငယ်ထည့်ပြီးတော့ပြုတ်ပေးရမှာဖြစ်ပါတယ်ငပြောသီးတွေအကွဲလာပြီဆိုလို့ရှိရင်တော့ငပြောသီးတွေကိုဆယ်ထုတ်ပြီးတော့စားသုံးပေးရမှာဖြစ်ပါတယ်အဲ့ဒီပုံစံအတိုင်းတစ်ပတ်ကို၂ချိန်လောက် စားတုပ်ပေးမယ်ဆိုလို့ရှိရင်တော့လေးဘက်နာယောဂဝိညာရှင်နေစီးကြူသွေးကြူယောဂဝိညာရှင်နေဒါအပြင်ကြောက်ကက်ယောဂဝိညာရှင်နေကြောက်ကက်ကြောက်တယ်တဲ့ဝိညာရှင်နေဒါအပြင်အာအင်ကုန်ခန်းပြီးတော့နှုတ်ချတည်တဲ့ဝိညာရှင်တွေအတွက်အထူးသင့်တော်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ကိုယ့်လိုမျိုးဝိညာရှင်တွေ သိရှိရန်အတွက်ထက်စစ်မျှဝေပေးဖို့ကြံပြုပါရစေ။ကျမရဲ့အကောင့်မှာအခုလိုမျိုးကျမ၏အတွက်ဘုဒ္ဓတရားစီမဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျမရဲ့အကောင့်လေးကို like and follow လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။